ရှင်သာရိပုတ္တရာလောင်းအဲ့ဒီအကြောင်းအရာလေးကိုတဏိသားကျတော့အဲ့ဒီဘွားကြီးအချံဝင်းချံဝင်းရကျေတော့မြင်းနေအဲ့ဒီမှာသူကပတ်စံလေးရတယ်ဘွားကြီးကအဲ့ဒီဘွားကြီးဒီမှာမြင်းနေမွေးမွေးသွားတဏိသားမှာအာဇာနည်မြင်းလေးမွေးကြတော့အဲ့ဒီမြင်းလေးကအမေအဘွားအဘွားကြီးမှာမွေးတာဖြစ်ခြင်းကြောင့်အဲ့ဒီမြင်းလေးကိုအဘွားကိုလက်ဆောင်ပေးတယ်အဲ့ဒီအမေကြီးကလည်းဒီမြင်းလေးအဲ့ဒါရှင်သာရိပုတ္တရာလောင်းပါအဲ့ဒီမြင်းလေးကအဘွားကြီးနဲ့သားသမီးလေးတို့တန်ရုံးစင်တွေဖြစ်ပြီးဒီဒီကလေးလေးကိုချစ်နေတယ်သူ့သားလေးပေါ့ အဲ့ဒီကလေးလေးကိုချက်နေတယ်ဒီမြင်းကလေးကိုချက်တယ်သာသမီတရားမရှိဘူးတဏိသားမှာဖရာလောင်းမြင်းဆရာကအဲ့ဒီရွာကိုဖျက်တာမြင်းနေတယ်ရွာထဲကိုမြင်းနေတကောင်းမှမဝင်ရဘူးဟာဘလို့ဖျက်တာလဲထူးခြားလိုက်လားဘလို့ရရင်မဝင်ဘူးအဲ့ဒါနဲ့ဖရာလောင်းကဖရာလောင်းမြင်းဆရာကလိုက်ပြီးကြည့်လိုက်တော့အော်မစင်ပုံလေးသွားတွေ့တာဟာဒါအာဇာနီမြင်းအာဇာနီမြင်းရဲ့မစင်ပုံလေးဖြစ်မယ်အဲ့ဒါလေးရေဖြော်ပြီးတော့ခုနမြင်းတွေကို ဘင်းအမမြင်းနေချိုးပြီးတော့မြင်းနေရောထခုံပေါက်ပြေးလိုက်တာတော်တော်ခေါ်တယ်သူအာဇာနီမြင်းလေအဲ့ဒါနဲ့အဲ့ဒီအာဇာနီမြင်းကိုလေမစင်လေးကိုရေချိုးပြီးအာဇာနီရဲ့ဤတော်ကိုရေချိုးရင်တော့တန်မြင်ရပုံကိုယ်ဒီအာဇာနီဖြစ်တယ်မှတ်ထားရအာဇာနီကိုရွေးတဲ့ပုံလို့တဲ့အာဇာနီမဟုတ်တဲ့ကောင်ငါပေါ်ငါကြောင်ကောင်နဲ့ဘာမှဖြစ်ဘူးအဲ့တော့အာဇာနီမသာသနာအာဇာနီတိပိတကလေအဲ့တော့ပရမကြီးတန်း၁၀ရောက်ပေါင်းရင်တိပိတကတပံဖြစ်ဘူးခဏခဏငငကိုတော့လည်းပြောခဲ့ပါတယ် ဆယ်တန်းဆယ်ယောက်ဆယ်တန်းတရာသည်ဆရာဝန်တယောက်နဲ့မလဲနိုင်ဘူးဆယ်တန်းဆယ်ယောက်ကိုဆရာဝန်ကဆရာဝန်ပြောင်းလုပ်ပေးနိုင်တယ်ဆရာဝန်တယောက်ကိုဆယ်တန်းဆယ်ယောက်ကဘာမှလုပ်ပေးနိုင်ဘူးအဲ့လိုပြောခဲ့ပြီးတဲ့လူငယ်တွေမျိုးနားထောင်အဲ့တော့အဲ့ဒီအာဇာနည်မြင်းလေးဟိုရှိတဲ့နေရာကိုသွားတော့ဟိုရောက်တော့အဲ့ဒီမြင်းလေးတွေ့တယ်လှမ်းသိတယ်ကြံရင်လက်ခံတာလှမ်းကြည့်လိုက်တယ်ဆိုအာဇာနည်ပဲတခစ်တယောက်ပေါ်တာအာဇာနည်အဲ့တော့မဟုတ်ကောင်ချမ်းနဲ့မြင်းနေတာကငိမ့်နေတာအာဇာနည်လေးရဲ့ရှောက်ခုံပေါက်ပြေးတယ်။တီးရကြည့်လိုက်ပြီ ကျန်ရလက်ခဏကုံအလောင်းတော်ကသိတယ်သူဖေရတော်ကအမေဒီမင်းလေးကအာအမေသားတဲ့ကျွန်တော်ရောင်းပါလားဗျာတဲ့ဟွန်းရောင်းကျင်ဘူးတဲ့အမေရဲ့တဲ့မိဘနဲ့သားသမီးဆိုတာသားသမီးကြီးပွားတာကိုအမေမမြင်ကျင်ဘူးလားတဲ့မြင်ကျင်တာပေါ့တဲ့မြင်ကျင်လို့ရှိရင်တဲ့အဲ့ဒီအမေသားလေးကိုကျွန်တော်ကဘင်းသားဖြစ်အောင်ဆောင်ရွက်ပေးမှာပါတဲ့အော်အဲ့လိုလားတဲ့အာဇာနည်မြင်တဲ့6တောက်တစ်ခုကိုတစ်ထောင် လေးတော့အဲ့ဒီအဲ့ဒီခက်ကအမီးကိုတပြတ်တစ်ထောင်ခေါင်းရင်ဥကောင်းကိုပါးစပ်ကိုတစ်ထောင်6ထောင်ဟာဘွားကြီးအာသန်သွားတယ်အဲ့ဒီမြင်းတွေကုန်ပေးထားရဲ့အဲ့ဒီအာသန်ဒီမြင်းလေးကိုခေါ်သွားလိုက်တယ်ဒါတည်းပြောကြတာပါမခေါ်သွားခင်မှာမေးတယ်အဖွားတဲ့သူ့ကိုဘာကြွေးပါသလဲတဲ့မေးတာမေးတာအာသန်ဒီအဖွားကဘာရှိမလဲတဲ့ရှင်းရတာဖြစ်ချင်းရောအဖွားက ပုံဝီလေးရဲ့စကွဲထမင်းရဲ့ဒါမျိုးပဲကျွေးနိုင်တာပေါ့တဲ့ကောင်းပါပြီအဲ့တော့ပဲနဲ့အဲ့လေဒီနေ့ကအဲ့တဲ့သွားပြီးတော့ညင်းလေးခေါ်သွားပြီအလောင်းတော်ကအိမ်ရောက်တဲ့ခါကျတော့အဲ့ဒီထမင်းကြီးလေးရဲ့ပုံဝီလေးရဲ့အဆုပ်ပြတ်လေးကျွေးအောက်ကမဟုတ်တဲ့နေရာလေးတိတ်အဲ့ဒီခုနတုန်းကထမင်းကြီးနဲ့ပုံဝီဆိုဆန်စည်းကြီးပေါ့ဂစီကြီးပေါ့အဲ့ဒီဆန်စည်းကြီးအကြီးလေးနဲ့မျက်စုံမျက်ပြတ်ကျွေးတာအဲ့ဒီခလေးလေးကဘောင်းဆိုကန်ထုတ်ပလိုက်တာ အဲ့ဒါပဲကန်ထုတ်လိုက်ရှင်များတို့ကန်ထုတ်လိုက်အစုပ်ပြက်တွေလာတော့ကန်ထုတ်လိုက်အာဏီပဲဒါအမောင်းနဲ့မင်းဘာဖြစ်တယ်လဲဘဝင်မြင့်လာပြီလားတဲ့မင်းမြို့ရောက်လာပြီးတော့မင်းအမေကမင်းထမရေပဲတိုက်တာလေတဲ့မင်းအစုပ်ပြက်ပဲကျွေးတာလေတဲ့ဆရာတဲ့ကျွန်တော်ရဲ့အမေကကျွေးတာမှန်နေတယ်သူကကျွန်တော်ကိုအာဇာနီမှန်းမသိဘူးတဲ့အဖွားရဲ့ရိုးတယ် ဆရာကကျွန်ုပ်ကိုအာဇာနီမန်းသိတယ်လေတဲ့အာဇာနီမန်းသိလို့အသက်ပြာ6000မြင်းနေနဲ့လဲလာတာဟုတ်လားတဲ့အာဇာနီမန်းသိတယ်လူပဲရှိမှာမစားဘူးသိခံမယ်ဒါပဲကံပလိုက်တာပါဠိတော်လည်းရှိတယ်မင်းကောင်းဆရာဘုရားကြီးတန်ခါတဲ့နာကြာကြာနာနာချိလီတော့အမောင်းနဲ့မင်းကိုစမ်းတာပါကွာတဲ့အဲ့တော့မှပြားရည်နဲ့နိုင်ငံညားမှာဆိုရင် ပြိုင်တဲ့မြက်တွေဆိုရင်ဒါ alpha မြက်တိရထား alpha 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 အဲ့ဒီမြက်လေးတွေသီးသန့်ကျွေးတာဒီပရိငပေါ်ကကြောင်မြက်ကျွေးတာမဟုတ်ဘူးဗမာပြည်ကမြင်းလို့လမ်းပြည်ကမြက်ကျွေးတာမဟုတ်အဲ့ဒီ FR FR ဆိုတတ်တတ်ရှိတယ်မြင်းစားဖို့တောက်ထားတာတော့ကြည့်ပြီးပြီဟိုဘုရင်မကြီးရဲ့ Elizabeth Queen Elizabeth ရဲ့မြင်းထားတဲ့နေမြင်းစည်းခြင်းနဲ့မဆီရီကားနဲ့ထားတာတို့လားတာတို့လောင်းကြီးရှိတယ်လေအဲ့ဒီမြင်းတွေတန်းနဲ့ချီတယ်ဆိုတော့အဲ့လိုမျိုးတွေအာဇာနည်မြင်းကိုတည်တည်ချာချာကျွေးမွေးလိုက်ပါတယ်ပြားရင်နဲ့ပေါက်ပေါက်နဲ့တကက်မျက်ကောင်ကျွေး မောင်ရင်နဲ့မောင်ရင်ကငါအာဇာနည်လို့တော့ကျွေးမွေးပြီးပြီတဲ့မင်းဘာပြမှာလဲတဲ့ဘရင်သွားလျှောက်လိုက်တဲ့ဒီနေ့အာဇာနည်မင်းကနည်းနည်းပြေးပြမယ်တဲ့ပြေးသွားပြီလေမင်းတို့ဆော်ကြီးတိတ်ကြိုက်တယ်တန်ခါနဲ့တင်ခဲ့တာအဲ့ဒါမြို့ရိုးပေါ်ကိုဒီမင်းကဖောက်ဖောက်ပြေးပြလိုက်ဘရင်ကမေးတယ်အဆရာတဲ့ဆရာမင်းကရက်နေပါလားတဲ့ဟောပြေးပြီးပြန်လာပြီပြေးပြီးတော့ပြန်လာပြီအဲ့လောက်မြန်တယ် ပြေးပြီးတော့ပြန်လာပြီဆရာမြင်းရရက်နေတာပါလားတဲ့တောင်းကောင်းပြီတဲ့မြင်းစီသူရဲ့တယောက်ကိုထိုင်အဲ့ဒီနောက်မှာကပလာအနီကြီးမြင်းသာထင်သာရှိအောင်ကပလာအနီကြီးဆွဲလိုက်ပါကဲတာရီဒုတိယချင်းပြေးဆိုကပလာအနီကလေထဲလွင့်တယ်လို့ပဲမြင်လိုက်ရတယ်တဲ့အဲ့ဒါတော့မြန်ပါတဲ့အဲ့ဒါတော့မြန်ပါတဲ့ဒါသိအောင်လို့